ိုင်းဆက်မြို့မိုင်းတွန်းတောင်ပေါ်ဒေသဇေဒဝန်ကျောင်းတိုက်ရှိမြက်ဖုံးကောင်စုတောင်ပြေကိုနဝင်းစေတီတော်မြတ်ကြီးရွှေတီတော်တင်လူပူဇော်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်ရှေ့ပိုင်းမိုင်းဆက်မြို့နယ်မိုင်းတွန်းတောင်ပေါ်ဒေသဇေဒဝန်ကျောင်းတိုက်တွင်၌ညံတော်28တောင်ရှိရွှေရကုံပုံတူမြက်ဖုံးကောင်စုတောင်ပြေကိုနဝင်းစေတီတော်မြတ်ကြီးရွှေတီတော်တင်လူပူဇော်ပွဲကို အောက်တိုဘာလ22ရက်နေ့နဲ့8နာရီက အဆိုပါကျောင်းတိုက်တွင်၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ဦးစွာကြွားရောက်လာသောဆရာတော်ရှင်သူမြတ်ပေါင်းနှင့်အေပရိဒ္ဓပေါင်းတို့ကနမောတတသုံးညင်ရုစုကဖရာကတော်ကြပြီးအေပရိဒ္ဓပေါင်းကနတ်မောင်မျိုးသူခိတယုံကျောင်းတိုက်ဆရာတော်ဗဒ္ဒနာတာဂရထံမှငါးပါးသီလခံယူစောက်တည်ကြပါသည်။ထို့နောက်ကြွားရောက်လာသောဆရာတော်ရှင်သူမြတ်များကဒီဝါဒပရိအာရိသောအစချီသော တပ်ပမင်္ဂလာဂါထာရွတ်ဖတ်တော်မူပြီးပြည်내တန်ခါဝန်ဆောင်မြို့ဦးကျောင်း၌ဆရာတော်ဗန္နနာပဏိတာကအမတ်တရဩဝါဒစကားမိန့်ကြားကဆရာတော်ရှင်သူမြတ်အပေါင်းကပရိတ်တရားတော်များရွတ်ဖတ်ချီးမြှင့်တော်မူကြပါれထို့နောက်လူရှင်များကဇီရီတော်မြတ်ကြီးတွင်တင်လူပူဇော်မိစိန်ဘူးတော်မြတ်ရွှေကြီးတော်အစဉ်စဉ်နှင့်လူဘဝဝိတ္ထုများ ဆရာတော်တန်ဃာတော်များထံဆက်ကပ်လူတန်းပြီးအမရပူရာမျိုးမဟာကန္နာယုံကျောင်းတိုက်ဆရာတော်ဗတ္တနာပုံညဝန္တထံမှရေစက်ချအနုမောဒနာတရားနာကြားကလူတန်းမှုအစုစုတို့အတွက်ရေစက်သွင်းချအမြပေးဝေခဲ့ပါတယ်။ယင်းနောက်အဆိုပါစိန်ဘူးတော်မြတ်နှင့်ရွှေတီးတော်အစင်းစင်းတို့ကိုပင့်ဆောင်၍ဇီရတော်မြတ်ကြီးအား လက်ရရဲ့တုံးချိန်လှည့်လေပူဇော်ကရွှေတီတော်တင်လူပူဇော်ရန်ဆောင်ရွက်ကြမည်ဆရာတော်ရှင်သူမြတ်များနှင့်ဥပဒကကြီးများကဇီတီတော်ညံထက်သို့ကြွားရောက်နေရာယူကြပြီးမင်္ဂလာအခါတော်ရောက်ရှိသည်နှင့်တပြိုင်တည်းရထပြန်တော်ရင်ဖြင့်ရွှေတီတော်များပင်းဆောင်တင်လူပူဇော်ကရွှေမုံငွေမုံများရွာသွုံးပြုခဲ့ကြောင်းသိရှိရပါသည်ခမညာ